ဒီနေ့ကျွန်တော်ကကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုမေမျိုး vibe ကိုအပြည့်အဝရရှိပြီးတော့မှစိတ်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်မှာတည်ရှိနေတဲ့အရန်ကိုလှတဲ့ အင်ဗျူဗျူတလုံးကိုကျွန်တော်ကမိတ်ဆက်ပေးมาဖြစ်ပါတယ်ကျွန်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခိုင်မာတေချာမှန်ကန်တဲ့မြေလေးနဲ့အိမ်လေးတို့ပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာဆုံးဖို့ဖြစ်ပါတယ်ဒီအိမ်လေးတိဆောက်ထားတဲ့ကျွန်တော်ချမ်းအကျေကမျက်နှာစာက40ရှိတယ်ဒီဘက်က60ရှိတယ်ပြီးတော့အသင့်နေထိုင်ုံနဲ့စိတ်ကူးစိတ်တမ်းကောင်းကောင်းနဲ့တည်တည်ချာချာရေးဆွဲတိဆောက်ထားတဲ့အိမ်လေးတလုံးဖြစ်တယ်တစ်ချက်လုံးကိုကျွန်တော်တို့ဒါဖရိတ်စုကျိုးတွေနဲ့တက်ဆင်ထားတယ်ဖရိတ်စုကျိုးတွေဆိုရင်လေလုံးဝ တတရတတကက်ကက်လေးနဲ့ကြောင်ညာဝင်လာအောင်မယ်ဘရစီဂျိုးဆိုရင်ကျွန်တော်တို့ဒါအောင်ဆုံးမိုးဘရစီဂျိုးကိုကျွန်တော်ပြုံးလို့မှာအသုံးပြွားလဲကျွန်တော်ကအကြံပြုခြင်းနဲ့ကောင်းတယ်လက်ရသေးတတ်တယ်ပြီးတော့ဒီမှာတကမာကြီးဆိုရင်လည်းလေလုံးဝ quality ကောင်းကောင်းပဲပြီးတော့နောက်တစ်ခုကရဟန်းကိုချစ်စရာကောင်းတဲ့အချက်တစ်ချက်ကကျွန်တော်တို့ဒါဒီလိုလေးမျက်ခင်းပြင်လေးလဲပါတယ်ပုတ်ပန်းမှာပဲပွင့်တဲ့ဒါကျွန်တော်တို့ပန်းဝဝါလေးတွေ စကဝါပန်းလေးတွေစကဝါပန်းလေးလည်းကျွန်တော်တို့အင်ရှင်မှာစိုက်ထားရတယ်ပြီးတော့ဒီပိမန့်လေးဆိုမှကလေးလေးရောင်ပေါက်နေဒီမှာအဲပိမန့်လေးနဲ့လာလာပပလေးရှိတယ်ပြီးတော့ဒီလိုမေမျိုးမှာပောက်ရောက်တဲ့ထင်းရှုပရိသာပင်ဒါကြောင့်ကျောင်းတာအဲ့လိုအပင်အကြီးတွေကလည်းမကြခင်မှာဒီလိုလေးလှပလာတော့မယ်မြက်ခင်း landscaping လှလာလေးနဲ့စိုက်ထားတဲ့သစ်ပင်တွေကလည်းတော်တော်ကောင်းတယ်ဒီညီလေးလည်းကျွန်တော် recommend ပေးတယ်ညီလေးကောင်းမြတ်ကျေးဇူးတင်တယ်ကဲ channel မှာဆိုရင်ကျောင်းကဒီလိုကားနှစ်စီးလောက်ထိုးလို့ရနိုင်တဲ့အနေအထားတစ်ခုရှိတဲ့ဒါ နောက်ထပ် area တစ်ခုပါတယ်ပြီးတော့ဒီဘက်မှာလေရင်းနှီးမြောင်းဆက်စတန်နေနဲ့တော်တော်မိုက်တယ်တင်းလေးအားဖွဲ့စည်းမှုလေးဆက်ဝင်စားကြကောင်းတယ်ကျွန်တော်ဒါပတ်ပတ်လေမှာဒီလိုအောက်ထပ်မှာဆိုဝရဏာလေးနဲ့ဟောအဲ့လိုပါတဲ့အပြုံမှာကျွေပြအကြီးကိုလေအိမ်နဲ့လိုက်ဖက်တဲ့ကာလာဖြစ်အောင်ကျွန်တော်ဒါခဲဖြူလေးနဲ့ဒါအလားစင်တာကိုတွေ့ရတယ်ပြီးတော့ဒီလိုလေးဝရဏာလေးနဲ့လေဟွန်းဒီနားလေးမှာပန်းအိုးလေးပါတယ်တင်လိုက်တဲ့ဆိုရင်ပြည့်စုံပါပြီပြီးတော့အိမ်ထဲမှာဝင်နေတော့မှအပြင်မှာကြည့်လိုက်ခါကျဒီလိုမှန်အကြီးတွေနဲ့လေဒါကျွန်တော်တို့ဒါအလားစင်တာကလည်းတွေ့ရတယ်ညနေချက်လေးလေး မြင့်နေမိုက်တယ်ဒါဆိုရင်ကျွန်တော်အိမ်ထဲဝင်ကြည့်ဒီနေရာကဒါကြောင့်ဒါအဲကန်လေးပြုလို့လို့ရနိုင်တယ်သို့မဟုတ်ဒီလို area လေးနဲ့ဒါမီဆိုင်လေးနဲ့အလားဆင်လာတယ်မျက်နှာကြားလည်းမြင့်နေမီဆိုင်ဆိုရင်ကျွန်တော်ဒါ lighting ကနှစ်မျိုးသုံးမျိုးဖြစ်မှာဖြစ်တယ်အော်အဝါလေးလည်းပါတယ်အဖြူလေးလည်းပါတယ်ပြီးတော့အောက်ထပ်မှာကျွန်တော်တို့ဒါဒီဘက်ချမ်းမဆိုရင်စင်ကာပူတော့တခန်းရှိတယ်ဒီခန်းလေးလည်းတော်တော်လှရဲမမန်မန်ပရင်းမောက်အကြီးနေကျွန်တော်တို့ဒါပတ်ဝန်းကျင်အလောက်လည်းမြင်ရတယ်ဒီဘက်မှာလည်းအကြီးနေလေငွေလေးထွက်အားကောင်းတယ်ဘလင်းရမှာကောင်းတယ် ီခန်းလေးကကျောင်းတာအောက်ထပ်မှာပါတဲ့မစားဘရတော့တခဲရှိတယ်ရေချူကအိမ်သားလည်းကျောင်းတာကြည်ကြဲဝုန်းရှိတယ်ပြီးတော့မျက်နှာကြအားလည်းမြင့်တယ်အလေးအောင်အားလည်းကောင်းတယ်ဒီအချိန်မှတော့မှလည်းဒီလိုလေးပတ်ဝန်းကျင်မြင်ရတဲ့အရာသာပေါ့လေတကယ်ကိုနှွေးသေးတဲ့ဒါအိမ်ခန်းလေးတခဲလို့ကျွန်တော်ကညွှန်ဆိုပြစီဒီ area လေးကဒါကျွန်တော်တို့ dining ရဲ့ kitchen area ဖြစ်တယ်ဒီမှာကျွန်တော်တို့အရှင်မတွေအကြအင်းတကယ်ချက်ပြပြင်ဆင်လို့ရောက်နိုင်တယ်အဲ ကျွန်တော်တို့လူငယ်လူကြီးတွေအတွက်ဆိုရင်ဒီအင်လေးကလည်းအရန်ကိုတင့်တော်တယ်ဒီမှာအများကြီးချက်ပြုတ်ပြင်းစင်စရာမလိုဘဲနဲ့ပစ္စည်းပစ္စည်းအလေးတွေနဲ့တက်တက်ရိုက်ရိုက်လေးတွေကျွန်တော်တို့ဒါပြင်ဆင်ပေးထားတော့တွေ့ရတယ်ဒီလိုကပိနက်တွေအားစား quality ကောင်းကောင်းနဲ့ color တွေကလည်းတကယ်ကို match ဖြစ်နေရတယ်အရန်ကောင်းတဲ့အနေအထားတစ်ခုဖြစ်တယ်ပြီးတော့ဒီဘက်မှလည်းကျွန်တော်တို့ဒါဟမ်ဗရင်မောက်လေးနဲ့ခုပါလေပြီးတော့မိဘကံကြတော့ကျွန်တော်တို့ဒါကြွေပြား ရှင်းထားတယ်ကျွပြအရာကတော့ဒီလိုလေးဖြူလေးနဲ့ gray color လေးကိုကျွန်တော်ဆက်ထားတယ်ဒီလိုလေးဟောသွေးကြောလေးတွေနဲ့တိုက်တယ်ပြီးတော့အများဆုံးခြေချုပ်ကအိမ်သားလည်းကျွန်တော်ဒီဘက်မှာရှိရယ်ခြေချုပ်ကပြဆိုရင်ကျွန်တော်တို့ကျွပြရဲခင်းထားတယ်ကျွပြရဲကတ်ထားတယ်ကတ်ထားတဲ့ကျွပြလေးဆိုရင်လည်းဒီမှာကြည့်ဟောအဝါရောင်လေးနဲ့အဲ့လိုလေးရွှေရောင်လေးနဲ့ဖောက်လာပြီးတော့တကယ်သွေးကြောမြင်လေးတွေနဲ့ quality ကောင်းတဲ့ပစ္စည်းလေးတော့ကျွန်တော်တွေ့မြင်တာဖြစ်ပါတယ်ခင်ဗျာ လေကားဆိုရင်တကယ်ကို modernize ဖြစ်တယ်ကျွန်တော်ဒါ feeling မျိုးကိုရတယ်လက်ရန်နေဆိုရင်ဒီကျွန်တော်ဒါ drama class တွေနဲ့အသုံးပြုထားတယ်ပြီးတော့ဒီလိုလေး steel လက်ရန်လေးနဲ့ဟုတ်တကယ်ကိုကြည်လင်တန်ရှင်းပြီးတောက်ပနေရပဲပြီးတော့ဒီမှာအခင်းနေဆိုရင်ဒါကျွန်တော်ကိုရီးယားရေစုကန် parky quality ကောင်းတဲ့ပစ္စည်းတွေပဲကျွန်တော်ဒါအသုံးပြုထားတွေ့နေရမယ်ပြီးတော့မှာ design လေးဆိုလည်းအင်းနဲ့လက်ပတ်တဲ့ဒီလိုလေး မင်းမုံရောင်လေးတွေအဲသုံးလုံးဆွဲချထားတာလေတကယ်မိုက်တယ်ပြီးတော့လေးကခွင်းနေဆိုရင်လည်းကျွန်တော်ဒါအလင်းရောင်အောင်ဖောက်ထွင်းမြင်ပြုလို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပြည်စုံတယ်ဒီကန်းလေးကအပေါ်ထဲမှာပါတယ်နောက်ထပ်ဒါအေကန်တစ်ခန်းဖြစ်တယ်ကျွန်တော်ကတော့ဒီကန်းကိုကြိုက်ဆုံးပဲဒီမှာပရင်းမကလည်းဒီဘက်မှာကြီးကြီးတခုရှိတယ်ဒီဘက်မှာကြီးကြီးတခုရှိတယ်ပြီးတော့အပြင်ကိုလည်းကျွန်တော်ဒါဟုတ်အဝင်းကျအလောက်ပဲကိုယ့်ရဲ့အခန်းထဲကနေခန်းစားရုံပဲ အရန်ကိုပြည့်စုံတယ်ပြီးတော့တအိမ်လုံးကိုဒီလိုလှလှပပနဲ့တသက်ရက်ဖြစ်အောင်ကျွန်တော်ဒါကိုရီးယားရေစုံကပါကေးလေကျွန်တော်ခင်ပြီးတော့အသုံးပြုထားဖြစ်ပါတယ်ခင်ဗျနောက်ထပ်အရန်ကိုအမဲစင်းဖြစ်စေမဲ့ဒါကြောင့်ဒါနေရာကြီးတနေရာဖြစ်တယ်ဒီမှာတစ်ပင်ပမှန်လေးတွေနဲ့ပန်းဝလေးတွေစီကြီးစပြုတ်ပြထားတယ်ဒီမှာဟောစက်ကူပမ်းမင်းအကြီးရော ပြီးတော့ဒီလိုလေးလက်လာပါတွေပွင့်စေတဲ့ဒီလိုစီစိန်တော့ဂမုံနေရောပြီးတော့ဒီမှာဟောတောင်ကြီးစပယ်လို့ခေါ်မလားစပယ်လေးတွေပွင့်နေရတာအာမိုက်တယ်တော့ကြာ ပြီးတော့ဒီမှာတပြေပန်းနေရောကန်းကောပန်းနေရောအဲ့လိုအပြင်ကိုတကယ်မေမျိုး vibe အရသာကိုအပြည့်ဝခံစားလို့ရနိုင်တဲ့နေရာကြီးတနေရာဖြစ်တယ်ဒီမှာကြည့်လအောင်တောင်ကုန်းတောင်နဲ့အလားတရားစဟိုမှာခေါမိုးချုံချုံအိမ်လေးတရားစတကယ်ကိုလေစိတ်ထဲမှာငြိမ်းချမ်းပြီးတော့မှအရန်ကိုကောင်းတဲ့ဒါကျွန်တော် feeling မျိုးရရှိတာကိုတွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျခံစားရတာဖြစ်ပါတယ်ဒီခိုင်းဆိုရင်ဒါကြောင့်ဒါအကျယ်ကြီးပဲဒီခန့်ဟောဒါကြောင့်ဒါ အဲ့တယ်လေလာဖို့အတွက်နားနေဖို့အတွက်ဒါကျွန်တော်တို့အခန်းလေးပေါ့နော်ဒါအဲ့ကန်းပြုလို့လို့ရနိုင်တယ်ပြီးတော့မှန်အကြီးနဲ့လည်းဒီဘက်ကပါဝင်တဲ့အလောက်လည်းကျွန်တော်မြင်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်တကယ်ကိုမှန်နေ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 သုံးထားရတယ်လေလက်ရကိုတည်တတ်နေတာပဲဒီမှာခင်းထားတဲ့အခင်းရလည်းလေတကယ်ကိုမိုက်တယ်ဟောတကူတော့ကျွန်တော်က recommend ပေးလိုက်အောင်ပဲဒီခင်းထားတဲ့ကိုရပါကေကိုဒါကျွန်တော်တို့တာဝန်ယူပေးတာလည်း S&D ကဖြစ်ပါတယ်ခင်ဗျအဲ့တော့တကယ်ကို recommend ပေးတယ်နောက်တစ်ခုအားသာတဲ့အချက်ကနောက်တစ်ခုစဉ်းစားထားတဲ့အချက်ကကျွန်တော်ဒီမှာကြည့်လား polycarbonate ကိုဒီလိုလေးဟွန်းမိုးထားတာအကြလေအခုဆိုလေအေးဆက်ပြီးအေးဆက်နေရပဲတကယ်ကိုနေလို့ကောင်းပြီးတော့မှအရန်ကိုမိုက်တဲ့ feeling မျိုးခံစားပါရခင်ဗျအခုလိုလပ်ပါတဲ့အိမ်လေးတွေနဲ့ခြံလေးတွေကိုကျွန်တော်တို့ပြုံးနေမြုံမှာဝယ်ယူခြင်းနဲ့ပြီးတော့တိစောက်ခြင်းနဲ့ဆိုရင်တော့ဒါကျွန်တော်သတိရလိုက်ပါလို့ကျွန်တော်ကတောင်းဆိုလိုက်ပါစီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဟုတ်ကဲ့ဒီအိမ်လေးကိုကျွန်တော်တို့ဒါတာဝန်ယူတိစောက်ပေးထား တဲ့သူကတော့ကျွန်တော်ပါ